မင်္ဂလာပါရှင်ငားလာပိုင်း9ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းတွင်မြို့နယ်များကိုထိန်းချုပ်ထားတဲ့ TNL အနေနဲ့တရုတ်နိုင်ငံရဲ့ချင်းချောင်းမှုအမျိုးမျိုးကိုရင်ဆိုင်ခန်းစားနေရတယ်လို့ TNL တွဲပဲအထွေထွေအတွင်ရေမှုဘုံမူကြီးတာပန်လာကယမန်နေ့သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်တရုတ်အစိုးရကတရုတ်မြန်မာနယ်စပ်တခြားနယ်တရုတ် gas pipeline စီမံကိန်းများတရုတ်စီမံကိန်းများတရုတ်ရဲ့ကိုကျိုးစီးပွားရှိသောနေရာများတွင် တိုက်ပွဲမဖော်ဆောင်ရင်ချင်းချောက်ဖိအားပြီးပြောဆိုနေကြောင်း၎င်းကဆိုပါတယ်တရုတ်နိုင်ငံရဲ့ချင်းကမ္ဘူကတော့တရုတ်မြန်မာနယ်စပ်တစ်လျှောက်မှာတိုက်ပွဲလုပ်လို့မရဘူးတိုက်ပွဲမဖော်ဆောင်ရဘူးနောက်ပြီးတော့သူ့ရဲ့ gas pipeline တစ်လျှောက်တိုက်ပွဲမလုပ်ရဘူးတိုက်ပွဲမဖြစ်ရဘူးအဲ့ဒါတွေမကားဘူးသူ့ရဲ့အကျိုးစီးပွားရှိတဲ့နေရာသူ့ရဲ့စက်ရုံတွေရှိတဲ့နေရာမှာတိုက်ပွဲမလုပ်ရဘူးဆိုပြီးတောက်လျှောက် နှစ်ဆယ်နဲ့ချီတောက်လျှောက်အမြဲတမ်းပုံမှန်လူကိုယ်တိုင်လည်းပြောတယ် message ပို့တယ်အမြဲတမ်းတိုက်ပွဲမဖြစ်ပွားဖို့ပြောခဲ့တယ်လို့ဘုံမူကြီးတာပန်လာကဆက်လက်ပြောဆိုပါတယ်ရုပ်နိုင်ငံရဲ့ချိန်ချောက်မှုများရှိနေရတဲ့ရွှေလီအစိုးရကပေးပို့တဲ့စာကို အများပြည်သူများမှတ်မိကြလိမ့်မယ်လို့ထင်ကြောင်းတရုတ်အနေဖြင့်နှုတ်ဖြင့်ရောအခြားနည်းလမ်းဖြင့်မှဖိအားပေးမှုမျိုးစုံလုပ်ဆောင်နေကြောင်း၎င်းကဆိုပါရယ် ချိန်ချောက်မှုတွေရှိသလားဆိုရင်ရှိရဲ့လို့ပြောရမယ်လို့ထင်ပါတယ်။ဟိုတလော်တုန်းကရွှေလီအစိုးရကပေးပို့တဲ့စာကိုအလုံးမှတ်မိကြမယ်လို့ထင်ပါတယ်။အဲ့ဒါတွေမကပါဘူး။နှုတ်နဲ့ရော အခြားနိလနဲ့ရောပုံမှန်ချင်းချောက်မှုဆိုရတဲ့ဖျားပေးမှုတွေပုံမှန်ရှိနေပါတယ်လို့ပုံမှုကြီးတာပန်လာကရှင်းပြပါတယ်။ထို့အပြင်တရုတ်နိုင်ငံကနေဆက်များတွေ2024ခုနှစ်ဇွန်လကစ၍ဖြက်လေးဖြက်ပုံစံဖြင့်ပိတ်ဆို့ဖြတ်တောက်မှုများပြုလုပ်ခဲ့ကြအောင်ပြည်သူလူထုမှတရုတ်နယ်စစ်ကောင်စီရဲ့ပိတ်ဆို့မှုများကြောင့်ကြက်တဲစွာနေထိုင်ရပြီးစားဝတ်နေရများခက်ခဲနေကြောင်းရောင်းဝယ်မှုများလုက္ကိုင်းများတော့ပဲထိခိုက်ခံစားနေရကြောင်းလူထုအနေဖြင့်တရုတ်ရဲ့ဖျားပေးမှုများ ကြောင်းအလွန်ထိခိုက်ခံစားရကြောင်း၎င်းကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကတိုင်းပြည်ဗန်နာငွေကိုအကြိုက်ဆုံးတိစောက်ထားတဲ့အကြမ်းဖက်စစ်တပ်ကို၄နှစ်သား PDF တပ်များကဖိအားပေးတိုက်ပွဲဝင်ပြီးအောင်ပွဲများရရှိနေရလို့အမျိုးသားညီညွတ်ရေးဆိုရာ NGO ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောဆိုလိုက်ပါတယ်ဒီနေ့ကြာရောက်တဲ့ပြည်ထောင်စုအကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်းလင်းနှစ်ပြည့်အထိမ်းအမှတ်မင်းကွန်းတွင် NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကအထက်ပါအတိုင်းထပ်သွင်းပြောဆိုသွားခြင်းဖြစ်ပါတယ်။ ရတဲ့ PDF တက်မြောက်ဖွဲ့စည်းမှုလေးနှစ်ပြည့်မြောက်ချိန်တပ်ဖွဲ့များတနိုင်ကံဖွဲ့စည်းထားပြီးစနစ်ကျစွာဖြင့်စီမံခန့်ခွဲလျက်ရှိကြောင်းနေနေသား PDF က အေအာကြီးမာတယ်ဆိုတဲ့အကြမ်းဖက်စစ်တပ်ကိုဖိအားပေးတိုက်ပွဲဝင်နိုင်တဲ့အပြင်အောင်ပွဲများပါရယူနေပြီဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်။နှစ်ပေါင်းများစွာ တိုင်းပြည်ဗန်နာဝင်ကို အကြိုက်သုံးပြီးတည်ထားတဲ့အကြမ်းဖက်စစ်တပ်ကို၄နှစ်အတွင်းငါတို့ပြည်သူ့ကာကွယ်ရေးတမရော PDF ရဲဘော်တွေရဲ့ရဲစွမ်းသက်တည်နဲ့ခုခံကာကွယ်တိုက်ပွဲဝင်ခဲ့ကြတာဘလောက်အတိုင်းအတာချီအောင်မြင်မှုတွေရနေပြီလဲဆိုတာရဲဘော်တွေအားလုံးမျက်မြင်ကိုယ်တွေ့ပဲဖြစ်တဲ့ဒီအောင်ပွဲတွေမှာငါတို့နဲ့အတူတသေးသသားရဲ့ရည်တည်တိုက်ပွဲဝင်နေကြ ားတဲ့မအမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်ရေးတပ်တွေကိုလည်းမေ့ပြစ်ထားလို့မရဘူး။ဒါကြောင့်နေ့နေ့ပြင်နှစ်ပတ်လည်နေ့မှာကျေးဇူးတင်ကြောင်းထပ်သွင်းပြောကြားလိုတယ်။အစိုးရအဖွဲ့တွေရဲ့ပူးပေါင်းပါဝင်မှုကလည်း PDF ကွန်ပျူတာတွေရဲ့ခွန်အားတရဖြစ်ခဲ့တယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောဆိုပါရတယ်။မြန်မာတိုင်းငံသားမကကဘာတဝမ်းကမြန်မာပြည်သူတွေရဲ့ပါဝင်မှုနဲ့အတူ PDF တက်များကြီးထွားပြီးပြည်သူတက်မတော်အဖြစ်အသိပြောင်းနေကြ PDF တပ်များအနေဖြင့်ဆရာနာရှင်စနစ်ချုပ်ငင်းရေးတိုက်ပွဲဝင်ရန်ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်းတော်လှန်ရေးအောင်ပွဲရရှိရေးဆက်လက်တိုက်ပွဲဝင်ကြရန်တိုက်တွန်းပြောဆိုပါရယ်အမျိုးသားညီညွတ်ရေးဆိုရာ NUG ကကွယ်ရေးဝင်ကြီးဌာနရဲ့ပြည်ထောင်ကာကွယ်ရေးတမတော် PDF အဖွဲ့စည်းက၄နှစ်ပြည့်ချိန်မှာစစ်ရေးစီယုံရေးအုပ်ချုပ်ရေးစွမ်းရည်ဖြစ်မိတဲ့ တက်မတော်တရက်အဖြစ်တိစောက်ထားနိုင်ပြီလို့ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါရယ်ဒီနေ့မေလ9ရက်မှာကြာရောက်တဲ့ PDF ဖွဲ့စည်းတည်ထောင်မှုလေးနှစ်ပြည့်ကို ပြောတဲ့မိန်ကုံးမှာသူကအခုလိုပြောလိုက်တာပါ PDF တွေကိုတနိုင်ငံလုံးတိုင်းတာနဲ့ခြုံငုံပြီးစစ်စင်ရဲ့နယ်မြေတွေဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်တဲ့လို့စနစ်ကြတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံတွေနဲ့ပြည်သူတက်မတော်တရက်ဖြစ်အောင်စူးစမ်းအကောင်အထည်ဖော်နေရလို့သူကပြောပါရယ် PDF နဲ့အတူရက်တိတိုက်ပွဲဝင်ပေးခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်ရေးတပ်တွေကိုလည်းကျေးဇူးတင်ကြောင်းအန်ယူဂျီဝန်ကြီးချုပ်ကပြောပါရယ်ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကတော့မြေဥတော်လှန်ရေးခရီးလမ်းမှာပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့အသက်ခံတာစွလွတ်အနစ်နာခံမှုကိုမိမောင်းထိုးအသိအမှတ်ပြုပြောဆိုတဲ့တက်တီထောင်မှုလင်းနှစ်ပြည့်တဝန်လောပို့ပါရယ်ဒါအပြင် CRPH ကရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေဟာရေပြင်မှာ PDF အပါအဝင်အင်အားစုအသီးသီးနဲ့လက်တွဲဆောင်ရွက်နေတယ်လို့လည်းထည့်သွင်းဖော်ပြပါရယ် ပြည်သူ့ကော်မတီဓမ္မတော် PDF ဟာမဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူခမ်းပတ်မော်လူရှေ့ပြည်အေမြို့သိစင်ကူတကောင်တဝိတ်ချင်းပင်လယ်ဘူးနဲ့အင်းတော်မြို့တို့ကိုတင်ပိုက်ထားပါတယ်။ပြည်သူ့ကော်မတီဓမ္မတော် PDF ကတတိုင်းပြည်လူတိုင်းတာနဲ့ခြုံငုံပြီးစီးရင်နယ်မြေတွေဖွဲ့စည်းဆောင်ရွက်ထားသလိုစနစ်ကြတဲ့ဖွဲ့စည်းပုံအုပ်ချုပ်ပုံတွေနဲ့ပြည်သူ့ဓမ္မတော်ဖြစ်အောင်ကြိုးစားအကောင်အထည်ဖော်နေရကိုတွေ့နေရတယ်။ နှစ်ပေါင်းများစွာတိုင်ပြည်ကိုနိုင်ကြစေပြီးနိုင်ငံသူနိုင်ငံသားများကိုစည်ရဲတွင်နှက်စေတဲ့ဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်ဖို့ပြည်သူ့ကော်ရေးတမတော်ဟာပြည်သူတွေကပောက်ပွားလာတဲ့ပြည်သူသားကောင်းများအဖြစ်ပြည်သူအသက်အိုးအိမ်စည်းစိမ်ကိုအကာအကွယ်ပေးဖို့တန်ထိတ်ထန်ချထားကြလိမ့်မယ်လို့လည်းယုံကြည်ရယ်ပြည်သူ့ကော်ရေးတမတော်ကလေးနှစ်ပြည့်မြောက်ချိန်မှာရခိုင်နှစ်တွေကတဲ့ပုံမိုလုံနိုင်စွမ်းပြေဝလာတာကိုလည်းတွေ့ရတယ်။စည်ရေးစွမ်းရည်စီယုံရည်စွမ်းရည်အုတ်ချုံရည်စွမ်းရည် ပြင်းမိတဲ့တမတော်တရက်အဖြစ်တိဆောက်ထားနိုင်တာတွေ့ရလို့လေးစားခုံယူတယ်လို့ NUG ဝန်ကြီးချုပ်ကဆိုပါတယ်။ပြည်သူ့ကော်ကွယ်ရေးတမတော်ဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့လက်အောက်တွင်တရင်ပေါင်း336ရင်းဖြင့်ဖွဲ့စည်းထူထောင်ထားပြီးဖြစ်ကြောင်း NUG ရဲ့၄နှစ်ပြည့်အစီရင်ခံစာတွင်ထုတ်ပြန်ထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNL လေးသိမ်းပိုက်ထားတဲ့6မဲမြို့နယ်ရှိပြည်သူ့စေယုံကို စစ်ကောင်စီကဒုတိယအကြိမ်လေရင်ဖြင့်ဘုံများထပ်မံခြင်းခြားကြောင်းဒေသပြည်သူများနဲ့စစ်ရေးတရင်မြေတချို့ထံကသိရပါဗျ။ယနေ့မေလ9ရက်နေ့နနက်7:15မိနစ်အချိန်နဲ့နနက်7:27မိနစ်အချိန်တို့တွင်စစ်ကောင်စီရဲ့တိုက်လေရင်ကကြောင်မဲပြည်သူစီရင်ကိုဘုံများခြေချသွားခြင်းဖြစ်ကြောင်းကြောင်မဲပြည်သူစေယုံကိုယခုနှစ်ဇန်နဝါရီလအတွင်းကလည်းလေရင်ဖြင့်ဘုံကျဲခဲ့မှုကြောင့် ယနေ့နဲ့နဲ့ပိုင်းပုံကျဲမှုမှာဒုတိယအကြိမ်ပုံကျဲမှုဖြစ်ကြောင်းသိရပါတယ်။လေရင်ကတော်တော်လေးကြာအောင်ဝဲပြီးတော့မှပုံကျဲသွားတာ။ကြောင်မဲဆေးရုံနာပဝင်းကျင်ကိုပဲကျဲတာနှစ်ကျိန်ကျဲတယ်။ဘုံလေးလုံးလောက်ရှိမယ်။အထီးခိုက်တော့မသိရသေးဘူးလို့ကြောင်မဲဒေတာပြည်သူတို့ကပြောပါတယ်။ကြောင်မဲမြို့နယ်ဆေးရုံကိုစစ်ကောင်စီကဇန်နဝါရီလ25ရက်နေ့တွင်လေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် CDM ဒုနာပြူဆီယာမတအူ လူနာတူစုစုပေါင်းနှုတ်ဦးတည်ဆုံးခဲ့ပြီး20ကျော်တန်ရာရရှိခဲ့ပါတယ်။စီကောင်စီကတရုတ်နိုင်ငံကုမင်းမြို့တွင်ပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာအောင်မြင်ချိန်မှစတင်၍မိုးကုတ်နောက်ချိုကြောင့်မဲ့အပါအဝင် TNL တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့များကိုလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လှုံ့ဆော်လျက်ရှိပါတယ်။ ကရင်ပြည်နယ်ဖမ်းမျိုးရှိတရင်တပ်ဖွဲ့များရဲစခန်းများယုံထာနာများတွင်ဗန်ကားများကရုတ်ကျင်များဖြင့်မြို့ပတ်ပလဲတွင်မြို့အတွက်ခုခံစစ်များပြင်ဆင်ပြီးတပ်များဖြန့်ထားကြောင်းဖအန်ဒီတာတရင်ရင်မြစ်တချို့ကပြောပါရယ် KNL တပ်မဟာအများစုတွင် KNL PDF ပူးပေါင်းတပ်များကစစ်ကောင်စီတပ်စခန်းများကာကင်းများကိုတိုက်ခိုက်မှုများဆက်တိုက်လှုပ်ဆောင်လာပြီးနောက်ကရင်ပြည်နယ်ဖက်အံမြို့တွင်ပါစစ်ကောင်စီတပ်ကခုခံစစ်ဖြင့်ဆင်လာခြင်းဖြစ်ကြောင်းဖက်အံမြို့တိုက်ခိုက်ခံရမည့်အရေးမှကြိုတင်ကာကွယ်ရေးစီမံချက်များကိုလည်းစစ်ကောင်စီတပ်ကရေးဆွဲထားပြီးတပ်ဖြတ်မှုများနဲ့ခုခံစစ်အတွေ့အကြီးအကျယ်ပြင်ဆင်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေကဖက်အံနဲ့ အတော်ကိုကတ်လာတဲ့ဂျိုင်းတရာကျော်ရင်ဖြစ်ဖြစ်နဘူးဒေါ်လန်းကဖြစ်ဖြစ်ခရီးတန်လေဘကဖြစ်ဖြစ်မြိုင်ကလေးဘုတ်ကတိဘကဖြစ်ဖြစ်ဖအံကိုအချိန်မရွေးဝင်လို့ရတဲ့လမ်းကြောင်းတွေရှိနေတယ်။အဲဒါကြောင့်တမ22ကမြို့ပတ်ပတ်လေးမှာခုခံစစ်ပြင်းနေတယ်။လုံးညာတမညာဘက်ကရွာတွေမှာစစ်တပ်စစ်ကြောင်းတွေဖြန်းတာကင်းမုံတွေခြားတာတွေရှိတယ်။အပေါင်း ထီလုံတွေဘက်မှာလည်းတန်ချက်ကကားတွေလက်နက်ကြီးတက်တွေဖြန့်နာလို့ရှိတယ်။ခရီးတန်လဲဘက်နဲ့မောက်ကထီမိဆန်ဘက်မှာလည်းတန်လွင်မြစ်ထဲစစ်တင်မော်တွေကင်းပတ်နေတယ်လို့ဖအံအခြေဆိုင်တက်နဲ့ထိတွေ့ရှိနေတဲ့ဒေသတည်ရင်မြစ်ကရှင်းပြပါရတယ်။ဖအံတက်နယ်ရှိတယင်းစေကူက စစ်တီမိသားစုများတာသမီဇနီးများလည်းခမရ201နဲ့ခမရ202တက်ရင်များတွင်အခြေခံပြစ်ခတ်မှုစစ်တင်နယ်များတက်ရောက်နေရကြောင်းပြစ်ခတ်မှုတင်နယ်များတက်ရောက်ပြီးပါကတက်ရင်တပ်ဖွဲ့များရဲ့လုံခြုံရေးနဲ့မြို့ဆောင်အရန်အင်အားအဖြစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းသိရပါသည်။ဖယံမှာတက်မ22အောက်မှာခမရခလာရစေးတက်တထိန်ထောက်ပို့ဤချီတက်အမြောက်တက်ဆက်သွေးရည်တက်ဆရာဖာဆက်လက်ပစ္စည်းတက်အလုံး၁၀တက်ရှိပါတယ်။ အဲ့ဒီကစစ်သားသားသမီးတွေမိန်းမတွေကိုစစ်တင်နှန်းပေးနေတယ်မြို့ဆောင်အရန်အင်အားသုံးဖို့ဆိုပြီးတော့လှုပ်တော့တက်သေးကလူတွေအပြင်လှုပ်ထွက်လို့ရတာအကုန်နာပြီး200တည်200နှစ်မှာ တင်းနှံတက်နေရတယ်လို့ဗန်ဒေတာသတင်းရင်းမြစ်ကဆိုပါရယ်။ထို့အပြင်စစ်ကောင်စီက BGF တပ်များအနေဖြင့် KNL တပ်များနဲ့ပူးပေါင်းသွားမည်ကိုစိုးရိမ်နေပြီး KNL မဟာမိတ်ပူးပေါင်းတပ်များကဗန်ကိုတိုက်ခိုက်လာချိန် BGF DKBA KNL PC အပါအဝင်ကရင်တပ်များအားလုံးမိခင် KNU နဲ့ပြန်လည်ပေါင်းစည်းမည်ကိုလည်းစစ်တပ်ကအကြီးအကျယ်စိုးရိမ်နေကြောင်းသိရပါရယ်။စကားစကားတော်တော်လေးစိတ်ပူနေတဲ့ကရင်ဖုံးကြီးတွေနဲ့ကရင်အုပ်စုတွေကို ထိန်းပေးဖို့ပြောတဲ့ BGF ကိုလည်းသူတို့အောက်မှာပဲဆက်ရှိဖို့နဲ့ထိန်းဖို့အမျိုးမျိုးစူးစမ်းနေတယ်လို့ဖအန်ဒေတာသတင်းရင်းမြစ်ကပြောပါရတယ်။